ဆိုင်ဆရာပါပီယွန်ရဲ့ join can take away ကိုဖတ်ပြပေးချင်ပါတယ်ခင်ဗျာจวนเคนเทคอะเวออสการ์โลเมียเนี่ยปฐมาซงสกาสะเปียวตรงกะลูโกอูติอูจองเยเบเน่ติยุกก้องผู่เลเมียกะจอดีสกาฤเปียวณีดาโกกูกะเล အဲ့ဒီနယ်ကိုစရောက်ခါစားဆိုတော့ဂျော်ဒီစကားကိုတလုံးတလေအောင်နားလည်ဖို့အနိုင်နိုင်ရဲ့ဂျော်ဒီဆိုတာပြီးလက်အရှိမြောက်ပိုင်းနယ်ကလူတွေပြောတဲ့အင်္ဂလိပ် dialect တစ်ခုဆိုပါတော့အင်္ဂလိပ်စကားကိုတပတ်ကန်းခတ်အောင်ပြောတတ်တဲ့လူတွေတောင်ဘာမှန်းမသိတဲ့စကားတွေပေါ့သူတို့ကိုကိုအင်တာဗျူးတော့မေးတယ်မင်းမယ်ဟင်းနေရှိလားတဲ့ဘေးကကိုကိုအလုတ်သွင်းပေးဖို့ခေါ်လာတဲ့ကလားလေးကိုနဝေတိန်တောင်နဲ့ ဘာလဲရင်ဆိုတဲ့သဘောနဲ့မျက်စာပြပြတော့မင်းကိုမေးနေတာမင်းမရှိလားအိမ်တောင်ရှိသလားလို့မေးနေတာတဲ့ရိုးရိုးအင်္ဂလိပ်လိုဘာသာပြန်ပေးနေရတယ်ဒုက္ခလက်ဆက်တက်တော့ H I N N Y ဟင်းနေဆိုတာဂျော်ဒီလိုမင်းမကျင်ပေါ်ပေါ့လေအဲ့ဒါနဲ့ကိုလဲတန်ရောင်လိုက်ပြီးဂျော်ဒီလေးတန်ဖမ်းရင်ခက်တီတီနဲ့ပြန်ဖြေပလိုက်တယ်လို့ဟင်းနေမင်းမမရှိဘူးပေါ့ဒါဆိုရပြီတဲ့တနာယီကို6ကျက်နဲ့ပြား90ရမယ် လက်ဖြန်နေ့နဲ့နှစ်နာရီကစပြီးအလုတ်လာစင်းပေတော့တဲ့ဘယ်နဲ့အင်တာဗျူးမှမသိပါဘူးဗျာ City Center Buddha ကနေရှစ် Buddha တိတိယထာစီလူအစင်အတက်မရှိတဲ့မြို့စုံ Buddha လေးတစ်ခုမှစင်းတင်ကြိုင်တစ်ခုကိုဖြတ်ဂုံတရာတေးတေးလေးကိုကြော်ပြီးရင် Join King Take Away ဆိုတဲ့တရုတ်ဘရင်ထမင်းစားနေတဲ့ပကြီကားဆိုင်းဘုတ်တက်ထားတဲ့ဆိုင်ကလေးစီရောက်ရုံထမင်းကျော်ခောက်ဆွဲကျော် အစရှိတဲ့တရုပ်စာတွေကိုပါဆယ်ဆွဲလို့ရတဲ့စိုင်တေးတေးလေးပါပဲ။ဖုန်းဆက်မှားတာတွေကိုအိမ်အရောက်ပို့တယ်ပေါ့။ဆိုင်ရှင်အော်စကာကကောင်တာထိုင် ဖုန်းနဲ့အော်ဒါလိုက်ခံမယ်။ကလားနှစ်ကောင်ရင်ကိုရဲကမိဖို့ကြောင့်လဲမှာအောက်ခြေတိန်လုံမယ်။အော်စကာမိမတရုပ်မာကြီးကကြော်မယ်လှော်မယ်။အော်ဒါတွေကိုလိုက်ပို့တဲ့ဒရိုင်ဘာအာလီအလီဖြစ်မယ်ဆိုတဲ့အီရန်ကလားကြီးသူလဲဂျော်ဒီစကားပဲပြောတဲ့ဗြိတိရှ်ကလားဒါပဲလူအင်အားက ပထမဆုံးနေ့မှလည်းတရုတ်အဖွားကြီးကကိုကိုတစ်ချိန်လုံးဆဲနေတော့တာပဲအဓိကအချက်ကသူပြောတဲ့စကားကိုကိုမှနားမလဲတာကိုသူကြော်လော်နေတော့ဟိုပစ္စည်းတီပစ္စည်းတောင်းတဲ့အခါဘာကဘာမှန်းပင်နာမင်မှန်းကိုကမသိသေးဘူးအဲ့ဒီအပြင်တချို့အလုပ်တွေက အထာမှမသိတာပကံခွဲရောက်တီဆေးကြောတဲ့အခါကို့အိမ်မှလို့ဆေးနေလို့တဲ့ဒါနင့်အိမ်မဟုတ်ဘူးနင့်အိမ်ပြန်မှသွားလို့ အဲ့လိုဘာညာနဲ့ဖယ်ဆန်းဆိုပြီးသူကိုယ်တိုင်တဝုံဝုံနဲ့ဝင်ချမ်းပြတယ်ဒီလိုဆေးရတယ်နောက်နေ့အချိုးမပြေရင် အလုတ်ပြုတ်ပြီးတာမှတ်တယ်ကိုလည်းခက်ရွရွနဲ့သူပြတာထက်မြန်အောင်ဆေးပြတော့တာပဲပကံကွဲလဲငါအပူမဟုတ်ဘူးဆိုတဲ့အထာနဲ့ရှူရှူရှာရှာဝုံတိုင်းကျဲပြီးဆေးတော့တာဒီဆိုင်ရဲ့အခြေအနေကလည်းအဲ့ဒီလိုမလုပ်လို့မရမှန်းမြင်လာရတာဘူးညမိုးချုပ်သွားတာနဲ့လာလိုက်တဲ့အော်ဒါတွေဆိုတာဘလူကိုပြန်နေတာပဲ။ အော်ဒါတွေလက်ခံနေတဲ့ကောင်တာကအော်စကာစီကဖုန်းဖြည့်တန်းအဆက်မပြတ်ကြားနေရတယ်။ Hello Joy King Take Away Hello Joy King Take Away အဲ့ဒီအတန်တွေကြီးပဲ။အဆက်မပြတ်ပကံစေးနေရတဲ့ကြားတွေက Joy King ကိုတရုတ်တံမပေါက်ပေါက်အောင်အတန်ထွက်ပြနေတဲ့သူ့အတန်ကိုကြားရလို့စောက်တရုတ်တော့အင်္ဂလိပ်တွေကိုဖိတ်နေတာပဲလို့တွေးပြီးပြုံးမိသေးတယ်။ဒီလောက်အလုပ်တွေများနေတဲ့ကြားတွေကကို့ပခုံးကိုလာပုတ်လို့လှည့်ကြည့်တော့တရုတ်အဖွားကြီး မိဖို့ကြောင့်နောက်ဖေးမလွယ်ပေါက်ကိုလက်ညှိုးထိုးပြပြီးနှမီးနဲ့ထွက်လို့ရမယ်တဲ့။ဘာမှန်းမသိလို့ဦးကြောင်ကြောင်နဲ့ပြန်ကြည့်ပြီးတော့စစ်ကလပ်ဖွာတဲ့ပုံစံလုပ်ပြတယ်။သွားတောက်ချီပေါ့။နှမီးနဲ့ပြေးမယ်တဲ့။စစ်ကလပ်မကုံသေးရင်မိတက်ပြီးပြန်ဝင်ခဲ့။နောက်တနာကြီးပြေးရင်ကျန်တဲ့တစ်ပိုင်းပြန်သွားထွက်တောက်လို့ရတယ်တဲ့။နောက်မှသိရတာကအဖွားကြီးကတချိန်ကစစ်ကလပ်တအားတောက်တာတဲ့။ယောဂါကြောင့်ရက်ထားတာ။ဒါကြောင့် စစ်လိတ်တမအချင်းချင်းငားလေလို့ chance ပေးတဲ့သဘောပေါ့လေတီယိုအဖွားကြီးကမိဖို့ကြောင့်တည်းကကလားနှစ်ကောင်နဲ့ကိုကိုတစ်ချိန်လုံး all hit ဆဲဆိုနေတယ်လို့ရှေ့ကောင်တာကအော်စကာကလည်း order လိုက်ဖို့တဲ့ Iran driver ကိုတခုခုအမှားအယွင်းဖြစ်လာရင်ဆဲချက်တွေကမုန်းမွန်နေတာကိုအသင့်ထုတ်ထားတဲ့ order ထုတ်တွေနဲ့စာရွက်တွေမိဖို့တွေလာဝင်ယူတိုင်းမျက်စိပြက်မျက်နှာပြက်နဲ့အော်စကာတိတ်အော်တဲ့တငယ်ချင်းလို့ကိုကို တူတူတိတ်တိတ်စောက်တင်းချပြီးအထုတ်ကလေးဆွဲလို့မြ мян မြ мян ပြေးထွက်သွားတာပါပဲည10နာရီလောက်မယ်အော်ဒါပါးစပြုလာလို့ထမင်းစားဖို့ပြင်ကြရတယ်တရုတ်လင်မယားကညစာအတွက်သူတို့ကိုယ်တိုင်တရှဲရှဲကြော်လော်တယ်5မိနစ်အတွင်းဟင်းငါးပွဲလောက်ဖြစ်သွားတယ်အတီးအရွက်တွေထဲတဲ့ထင်းရှူပုံလေးတွေဆက်တဲ့ပြီးစပွဲလှုပ်ထားတဲ့အပေါ်ထမင်းတွေဟင်းတွေတင်တဲ့ပြီးလက်ရည်တစ်ပြင်းဒီလူကုံတက်ကုံစားကြတာပါပဲ။ စားရင်တောက်ရင်နဲ့အဖိုးကြီးအဖွားကြီးလင်မယားကသူ့တို့အလုတ်တမားကလားနှစ်ကောင်နဲ့ကိုကိုစကားစမြည်တွေပြောဟိုမေးဒီမေးလုတ်တဲ့အခါမျက်နှာတွေကပျော့ပြောင်ပြုံးချူနေပြန်တယ်။အော်ရာတွေတဖြည်းဖြည်းအရှင်ကြလာတဲ့နောက်စက်တထိုးကန်ကြီးစိုင်သိမ့်တယ်။စေကျော်သိမ့်ဆဲပြီးတာနဲ့အာလုံကားပေါ်တက်အော်စကာကကိုတို့တက္ကသိုလ်အဆောင်ဝင်းထိတ်ထိနာယူဝက်လောက်ကြအောင်ကားမောင်းပြီးလိုက်ပူတယ်။တနေ့တာပြီးဆုံးတယ်။နောက်တနေ့နေ့လယ်မှာ ကိုဟာယထာစီပြီး join king ကိုတွားတယ်။ကလားနှစ်ကောင်နဲ့အတူတရုတ်အဖွားကြီးရဲ့ညွှန်ကြားချက်အတိုင်းအတိအရွယ်တားငါးတွေလှီချွတ်ပြင်ဆင်တယ်။ညနေ6နာရီထိုးတာနဲ့ open ဆိုတဲ့စိုင်းပုတ်ချိတ်လိုက်တယ်။ take away ဆိုင်လေးထဲမှာကဘာပြက်တယ်လို့စူညံပွက်လောရိုက်လာပြန်ရော။ရက်တွေလတွေကြာလာတဲ့အခါအော်စကာနဲ့ driver အလီတို့အပြန်အလှန်စကားများတာတွေ။အော်စကာရဲ့ဖုန်းပေါ်က customer တွေနဲ့အစဲအဆူကလေးတွေ။အဖွားကြီးရဲ့ မိဖို့ချောင်းတွေကဝုံတိုင်းကျဲဆဲဆိုတာတွေလက်ကိုဆက်တက်ထားသလိုအလင်မပြတ်လှူရှားရတာတွေဟာအသားတကျဖြစ်လာပါတယ်ဘလောက်ပဲချွေးပြန်မစီနားစုပစီထမင်းစားချိန်ရောက်ရင်မုံတိုင်းထန်နေသည်များဟာတာယာသွားမှာပဲဆိုတဲ့အတွေ့ကကိုကောင်းနဲ့ရှိနေပြီမဟုတ်လားတနာကြီး6ကျက်နဲ့ပြား80တရက်ပေါင်90ကျော်ဆိုတာတက္ကသိုလ်ကျောင်းသားတိုင်းမှတ်မောတဲ့ဝင်ဝင်မဟုတ်လားဒီလိုနဲ့တညာသား အော်စကာကကိုကိုတယောက်တည်းစကားခေါ်ပြောတယ်။နက်ဖြန်နောက်ဆုံးပဲတဲ့။ကို့မဲ့ဦးတီဦးချောင်းရင်ငါ့ကိုအလုံထုတ်တာလားဆိုတော့မဟုတ်ဘူးတဲ့။မင်းတို့မတန်းတယောက်မှကြီးလက်အရန်ကိုက်နေတာနှစ်ချင်နေပြီ။တနေ့ကတော့ပြတော့အယုတ်ကန်ဆာဆိုလားကွာတဲ့။ငါတို့ဒီဇိုင်းလေးကိုပိတ်ပစ်ရတော့မယ်တဲ့။ကို့မဲ့အလုံပြုတ်တာထက်ဖြစ်ရလေဆိုရဲမျက်နှာနဲ့အော်စကာကိုငေးကြည့်နေမိတယ်။အော်စကာကစိတ်မကောင်းဖြစ်နေဟန်တဲ့ကိုကိုကြည့်ရင်းစကားဆက်ပြောတယ်။ အနှစ်40กว่าနှစ်ပေါင်း40ရှိခဲ့ပြီငါတို့စိုက်လေးကိုဖွင့်ခဲ့တာငါကဟောင်ကောင်ကတရုတ်ပေါ့မင်းတို့မတန်ကဒီမဲမွေးတဲ့တရုတ်မှသူမိဘတွေကအင်မီဂရန့်တွေဆိုပါတော့အဆက်အဆက်တွေနဲ့ငါကိုဒီကိုခေါ်လာတဲ့ပြီအဲ့ဒီတရုတ်မှနဲ့ပြီးစားတာပဲငါတို့အများပြီးတိတ်မကြဘူးဒီစိုက်လေးဖွင့်ပြီးထမင်းရောင်းခဲ့ကြတာတာသမီလေးရောက်ပွားစီခဲ့တယ်ငါတို့တရက်တောင်အနားမယူခဲ့ဘူးတိလား မင်းမြင်တဲ့အတိုင်းနေစဉ်နဲ့အမျှပင်မဆင်းရဲကြီးစွာနဲ့ဒီလိုကြီးပဲသမင်းတွေဟင်းတွေရောင်းခဲ့ရတာနေပူပူမိုးရွာရွာနှင်းကြကြပါကြီးဖြစ်နေနေငါတို့ဆိုင်မပိတ်ခဲ့ဘူးခုငါသားသမီး၄ယောက်စလုံးဟာရှေ့နေတွေဆရာဝန်တွေကြီးပဲတရက်ကလေးမှမနာခဲ့ရပါပဲတန်ပါတယ်လေအေးလေနောက်ဆုံးတော့ငါမင်းမဟာခုခါမှပဲနားရပြီပေါ့တဲ့ ခုမင်းကိုဘာကြောင့်အရင်ခေါ်ပြောရတယ်လဲဆိုတော့ဖို့ကလေးတွေကလားနှကောင်ထက်စားရင်မင်းကလူကြီးရင့်ကျက်ပြီးသားကောင်းဆိုတာစကားပြောပုံဆိုပုံကြည်တာနဲ့တည်တယ်။ငါသူတို့ကိုနှက်ပြန်ပြီးရင်အလုံးမရှိတော့ဘူးဆိုတာပြောမထွက်ဘူး။ဒီညအလုတ်တင်းလို့မင်းတို့အဆောင်ပြန်ရောက်ရင်မင်းကြည့်ပြောလိုက်ပြီးတော့ကွာတဲ့။အဲ့ဒီညထမင်းဝိုင်းမယ်။အော်စကာတို့လေမင်းရရင်ကိုရဲဟာမျက်နှာမကောင်းကြဘူး။ဖို့ကလားလေးနှကောင်ကတော့ ဘူးမတိပါမတိအခါတိုင်းလိုနောက်ပြောင်ရင်ညစာကိုမြင်ရင်ရှက်ရည်စားနေကြတယ်။ဂျွိုင်းခင်ရဲ့နောက်ဆုံးညစာဟာတိတ်ဆိတ်နေတာပဲ။အော်ရာတွေအများကြီးရပြီမယ်လို့အခါတိုင်းလိုအော်ဟစ်စူညံမနေကြဘူး။အားလုံးတိတ်တဆိတ်နဲ့လှုပ်ရှားရှိတာကိုလုပ်နေကြတယ်။စကားတခွန်းတလေလောက်ပဲပြောထွက်ကြတယ်။အဲ့ဒီနောက်ဆုံးညမှာထမင်းဝိုင်းဟာအတော်ကြီးတိတ်ဆိတ်ငြိမ်သက်တဲ့ထမင်းဝိုင်းပဲ။အော်စကာကဟင်းပွဲတွေမွှားစီထနေအောင် ကြော်လော်ချက်ပြုတ်တယ်။စားကြစမ်းပါမြင်ရင်ရှက်ရင်စားကြလို့စော်ဩပေမဲ့လို့ဘသူမှတိတ်စာဟန်မတူပါဘူး။မြင်မြန်လက်စာတက်ပြီးစေကျော်တုတ်တင်ကြတယ်။ဒရိုင်ဘာအာလီကသူနောက်ဆုံးအော်ဒါကိုသွားမဖို့ခင်ထုံးစံအတိုင်းအိမ်အပြန်ပါဆယ်ထုတ်ဖို့တပွဲမှာတယ်။ Special fried rice for one last time နဲ့ Special twin jaw အသားများကြက်ဥများအသီးရွက်များနောက်ဆုံးအနေနဲ့ပေါ့လေ။အဖွားကြီးက ထတဲ့ပြီးတရှဲရှဲနဲ့အများကြီးရအောင်ကြော်တယ်။ခဏနေတော့အာလီ ပြန်ရောက်လာပြီးသူ့နောက်ဆုံးထမင်းထုပ်ကြီးကို လာယူတယ်။တယောက်တည်းမဟုတ်ဘူး။ဘေးမှာကောလိပ်ကျောင်းသူအရွယ်ကလမာလီပါလာတယ်။အော်စကာတို့လင်မယားနဲ့မိတ်ဆက်ပေးတယ်။ဒါမင်းတို့မမွေးခင်ကတည်းကအဖေကိုအလုပ်ပေးခဲ့တဲ့လင်မယားပေါ့။ကားမဝင်နိုင်ဘူးအဖေက။အဲ့ဒါကိုအော်စကာကသူ့ကားကိုပေးမောင်းတာကွာ။နောက်တော့အပိုင်ပေးလိုက်တယ်။အဲ့ဒီကနေစတဲ့ပြီး နှစ်ပေါင်းများစွာအဖေကသူတို့ driver ပေါ့တမီးကိုတမင်ခေါ်လာတာ။ gain အဖေကိုစားဂျေဇုတင်ပါတယ်လို့ပြောလိုက်တမီးတဲ့။ကလမလေးကအော်စကာတို့ကိုဂျေဇုတင်ပါတယ်ပေါ့။တရုတ်လင်မယားဟာတဟာဟာပဲ။အာလီနင်ပါကိစ္စကလေးကို ပေါက်ကရရရှောက်ပြောနေရလေတဲ့။ပြီးတော့အော်စကာကိုတောင်းမယ်နဲ့။အာလီငါဟာကုံလွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာမင်းကိုဆဲဆူချိန်မောင်းခဲ့တာတွေအများကြီးပဲ။ ငါ့ကိုခွင့်လွှတ်တယ်မလားတဲ့အီရန်ကလားကြီးကဘာပြန်ပြောတလဲဆိုတော့မင်းဘာသာဆဲချင်ဆဲလေမင်းဆဲခံရတိုင်းငါကလည်းမိဖို့ခံနေကအလုသမားတွေနဲ့မင်းခွေရမှာစောက်တင်းတွေတုတ်ခဲ့တာပါပဲကြည်ရောပေါ်တဲ့အဲ့ဒီလိုပြောပြီးတဟီဟီနဲ့နှစ်ယောက်သားအော်ရယ်နေကြပြန်တယ်ကိုစိတ်ထဲမျော်တလင်းနဲ့ဝတ္ထုတွေကရှေ့နေတဲ့သူတပည့်ကိုပြင်းမြင်မိသေးတယ်နောက်တော့ကလားကြီးဟာကိုတို့တွေကိုပါလက်ဝေးရမ်းပြပြီး goodbye လို့ order ပြီး သူ့သမီးလေးကိုလက်တစ်ဖက်ဆွဲနောက်လက်တစ်ဖက်က special ထမင်းကြော်ထုတ်ကြီးကိုဂိုင်တဲ့ပြီးလှည့်ထွက်သွားတော့တာပါပဲအဲ့ဒီညကနောက်ဆုံးကိုတို့အဆောင်ရှိရောက်တော့ကားပေါ်ကအစင်းမယ်အော်စကာတို့လင်မယားနဲ့လက်ချင်းဆွဲထားရင် အတင်းလှုပ်ရဲနှုတ်ဆက်ကြတာပေါ့လောက်ခလာစာအပြင်မုတ်ဘိုးဆိုပြီးတယောက်ကို200စီအတင်းပေးသေးရဲ့တခါကနှုတ်ကျန်းရှာကျန်းလို့ထင်ခဲ့ဘူးတဲ့တယုံမာကြီးဟာမျက်ရည်လဲရွဲနေငါသားတို့ကို ငါဆူခဲ့ဆဲခဲ့တာတွေခွင့်လွတ်တော့တဲ့ကိုတို့ကအမလေးမတဲ့ရဲ့ကိုပါသားကျမ်းမအောင်နေပြီးတော့ဗဒန်အဆူအဆဲတွေအောင်မှပျော်ရင်ထမင်းဝါခဲ့ရတာဘာညာနဲ့ပြန်ပြောတော့ကိုတို့ကိုငါသားတွေပညာတတ်ကြီးတွေမြင်မြန်ဖြစ်ကြပါစေလို့ဆုပေးနေသေးတယ်လူဘွားဆိုတာရုပ်ရှင်ဇာတ်ကားအရှိကြီးဆိုပါတော့မတိမချင်းဆက်လက်ရိုက်ကူးနေရတဲ့ရုပ်ရှင်ကားကြီးပေါ့ကိုမှန့်ညံဟာတမျိုးပဲ အဲ့ဒီဘဝဇကားရှိကြီးတဲကတချို့ဇက်ွက်တွေကိုမတော်တဆလည်းမိမသွားဘူးရေတခါတလေကြရင်အိမ်မက်ထဲမှာယထာစီးပြီးမြို့အစွန်ဘူတာတစ်ခုမှဆင်းနေတင်ကြိုင်တစ်ခုကိုဖြစ်တယ်ခုံတရားလေးတစ်ခုကိုကြော်တယ်ဘယ်ရောက်နေမှမရေရဘူးငါဒီနေရာကိုရင်းနှီးနေရပေါ့အဲ့ဒီမှာမှန်ချက်အကြီးကြီးမျက်နှာစာမှာကာထားတဲ့စိုင်ကလေးတစ်ခုတည်းကိုဝင်သွားမိရော ဆိုင်ထဲမှာတီယိုအဖိုးကြီးတရားဟာတယ်လီဖုန်းမြည်တမ်းကြားလို့ဇက်ခနဲ့ကောက်ကင်ပြီးပြန်ပြေတယ်။ဟယ်လိုကျွမ်းခင်တိတ်ကဝေးတဲ့နောက်ထပ်တဲ့ပုံအနေနဲ့ goodbye mary ကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာမေရီမေရီနဲ့ကျွန်တော်နောက်ဆုံးစကားပြောခဲ့ရတာဖုန်းပေါ်မှာကျွန်တော်ဘာဖြစ်သွားခဲ့တာလဲသူတိတ်ခဲ့ဟန်မတူဘူး Hello မေရီဟန်နီနေမမလေးငါစိတ်ပူလို့တည်တော့မယ်မေရီ ကိုတို့နောက်နောက်ပြန်မစုံနိုင်တော့ဘူး။ဟန်နီနေပမာလဲလို့ငါမေးနေတယ်လေ။ငါ့ကိုကယူဆက်ခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်။မဟုတ်သေးဘူးဟာနေပမာလဲငါ့ကိုပြောတယ်ငါလာမယ်အခု။မေရီနေမငူပါနဲ့ဟာနေလိုက်လာလို့မရတော့တဲ့နေရာမှာငါအာဟန်နီနေအဲ့လိုမပြောနဲ့ငါနေမရှိပဲဘလို့မှမနေတဲ့ Mary goodbye ချစ် goodbye ကျွန်တော်သူနဲ့အဲ့ဒီလိုနောက်ဆုံးစကားပြောခဲ့စဉ်ကအချုပ်ကားထဲမှာဘူးလက်ထိပ်နောက်ပြန်ခက်ခန်ထားရတဲ့အချုပ်သားတယောက်ကင်ပေးထားတဲ့ဖုန်းကိုဂုံဂုံကွက်ကွက်နဲ့ပြောခဲ့ရတာဖုန်းထဲကအော်ဟစ်ငိုယုံနေတဲ့မယ်ရီအတန်ကိုကျွန်တော်ဆက်နားမထောင်နိုင်ခဲ့ဘူးကိုကိုပြန်မက်ပြီးဖုန်းကင်ပေးထားတဲ့လူကိုဖုန်းချလိုက်တော့လို့ကတုံးကရင်အော်ဟစ်မိခဲ့သေးတယ်ထင်တယ်အဲ့ဒီအဖြစ်အပျက်ကိုပြန်တွေးတိုင်း ခုထိဘယ်ဘက်ရင်အောင်တဲ့တစ်ချက်တစ်ချက်စူကနေဖြစ်သေးတယ်။ငါမှဘာအဖြစ်ရှိလို့နင်ပြစ်ပြေးသွားခဲ့ရတာလဲဟာလို့မေရီဟာတပွားလုံးတွေးနေရှာမလားပေါ့လေ။ကျွန်တော်အဲ့ဒီမေရီဆိုတဲ့စင်ကာပူတရုတ်မလေးနဲ့ဘလို့ဆုံခဲ့ရတယ်ဆိုတာသတိရမိပါသေးတယ်။လူအောက်တန်းစားဘဝနဲ့ဝဲဆွဲနေတဲ့အချိန်ပေါ့။စင်ကာပူပင်နီဆူလာပလာဇာမှာဗမာထမင်းဆိုင်တစ်ဆိုင်တောင် ဗမာသမင်းဆိုင်တောင်တဆိုင်နှဆိုင်လောက်ပဲရှိသေးတဲ့ကာလဖြစ်မယ်။အဲ့ဒီမှာတစ်ဖက်ရေဆိုင်တိုင်းဘူပိတ်နေတော့ဝါလုံးတွေက overstay နဲ့နေနေတဲ့လူတွေကိုဝါလုံးလို့ခေါ်တယ်။အင်္ဂလိပ်အခရာ O ကိုဗမာမှုပြုထားတာ။ကျွန်တော်နာမည်မမှတ်မိတော့တဲ့လူတစ်ယောက်ကအလုပ်လိုချင်ရင်ဒီဖုန်းကိုခေါ်ဆိုကြည့်ဆိုလို့ခေါ်ကြည့်တော့မန်နီဆိုတဲ့ကလာကန်ထရိုက်တာတူနဲ့အဆက်အသွယ်ရတယ်။စေယုံတွေကစတူဂန်တွေလိုက်ရှင်တဲ့ကန်ထရိုက်ကလား ကလာမန်နီစီမှာအလုပ်လုပ်ရင်းနှစ်ပတ်လောက်နေတော့ဂျူရောင်းဘက်ကစက်ရုံတစ်ခုရဲ့စတိုကန်ကိုသွားရှင်းရတယ်။ပစ္စည်းတွေဆွဲထုတ်ပစ္စည်းတင်တဲ့ဆင်အမြင့်ကြီးတွေရဲ့တန်ဖရင်တွေကိုတစ်ဖြောင်းဖြောင်းရိုက်ဖြုတ်အဲ့ဒီဖရင်အလေးကြီးတွေကိုထမ်းတဲပြီးစက်ရုံထောက်မှာပုံအတော်ဖားတဲ့အလိုမျိုးကျွန်တော်နှုတ်ဖော်ကင်ဘက်တွေကဘင်္ဂလားကလာတွေနည်းနည်းထုံတယ်ညံတိတ်မတုံဘူးပြင်းတုံပြီးဟန်နဲ့အလုပ်လုပ်တတ်တယ်အဲ့ဒီမှာခြေတိတ်လေးကျွန်တော်ကစွာတေးလေးပေါ့ အလုပ်သမားခေါင်းလေးပေါ့စက်ရုံမန်နေဂျာနဲ့စတိုမန်နေဂျာအနားရောက်လာရင်ကလပ်ဖြူလိုစကားစမိပြောလိုက်တရုံစကားမတောက်တခေါင်းနဲ့ပွားလိုက်လိုက်လုတက်တယ်ဆက်ပြဲပြဲနဲ့နောက်တီးနောက်တောက်တွေပြောတယ်ရက်ကြလာတော့အတော်ခင်လာရောကော်ဖီတွေပါတွေတောင်လာတိုက်တဲ့အထိဖြစ်လာတယ်တရသားဟော်ဟဲဟော်ဟဲနဲ့တန်ဖရင်တွေထမ်းနေတော့ဂျင်မီစက်ရုံမန်နေဂျာနဲ့မယ်ရီ စတိုမန်နေဂျာမှလည်းကျွန်တော်အနာရောက်လာတယ်။စက်ယုံရှင်းလင်းရေးအလုပ်တွေကအပြီးတက်ခံနေပြီ။ထုံးစံအတိုင်းနောက်ပြောင်နေကြရင်ဂျီမီကစက်ပြေပြေနဲ့စားတယ်။ဖီယာမင်းကိုမယ်ရီကတိတ်တဘောကြနေတာတဲ့။တန်ဖရင်တွေပခုံးပေါ်ပြစ်တင်ပြီးအော်ဟစ်ရင်တဲသွားတာများတိတ်တံမာလုံးနဲ့ကောင်းလေးတဲ့။မင်းကိုဒိတ်ချင်နေတာလားမသိဘူးဖီးတဲ့။ကျွန်တော်ဆိုတဲ့အကောင်ကလည်းတိရတဲ့အတိုင်းမျက်နှာအတော်ပြောင်တာဆိုတော့မယ်ရီဆိုတဲ့တရုတ်မလေးကို စက်ကနေလှမ်းကြည့်ပြီးမျက်စိတစ်ဖက်မိပြလိုက်တယ်။သပင်ရှိရှိရှက်အင်းကြီးအဖြူကြက်ကြက်စတိုင်ပန်အနက်ကလေးနဲ့အဲ့ဒီတယုံမာလီဟာရှာကလေးတစ်လက်ထုတ်ပြပြီးခေါင်းငုံသွားရောရှက်သွားတယ်ပေါ့လေ။ဦးရှက်နေပြန်ပြီးငါဖုန်းနံပါတ်ယူမလားလို့ကျွန်တော်ကစတော့ပန်းတွေးရောက်မျက်နှာနဲ့ကျွန်တော်ကိုအသာအရာခိုးကြည့်ရင်းတကယ်ပြေးရလို့လားတဲ့။ဂျီမီကတော့ကျွန်တော်တို့နှစ်ယောက်ဖြစ်ဖြစ်နေကြတာကိုကြည်ရင်တဟာဟာနဲ့အော်ရင်နေ ပြီးသွားလို့အဲ့ဒီဆက်ယုံကိုသွားစီရမလို့တော့ဘူးကလာမန်နီစီကလည်းအလုတ်ထွက်လိုက်တယ်ဝုဒ်လန်ဆက်မှုစုံတွေကစတီဖရင်တွေမိကန်မှန်တွေတကားတွေလုတ်တဲ့ဆက်ယုံမှာအလုတ်ရသွားတာကိုနှစ်ပတ်လောက်အကြာတနင်္ဂနွေတရက်မှာဖုန်းတကောဝင်လာတယ်ဘသူမှန်းမသိဘူးဘသူလဲဆိုတော့ဟေးငါမေရီပါတဲ့နင်ပမာလဲတဲ့ကျွန်တော်ရေချင်ရဲ့ပက်ကြီးအတန်နဲ့ငါဖုန်းနံပါတ်ဘယ်ကရတာလဲဆိုတော့မန်နီစီကတဲ့ နာယူဝဲလောက်ကြတော့ကျွန်တော်တီရှပ်အနက်ရောင်ဂျင်းပန်အပြာလေးဝတ်လို့ဝုဒ်လန်ဘူတာယုံနာရောက်သွားတာပဲဟိုကြည့်ဒီကြည့်လုံနေတော့နောက်ကျောကနေတစုံတစ်ယောက်ကတိုင်းဖက်တာကိုခံလိုက်ရတယ်ဟာဆိုပြီးလက်ကြည့်ဖို့လှုပ်တာမရဘူးဂျိုင်းအောက်ကနေလက်ရှူပြီးနောက်ကနေအတင်းတိုင်းဖက်ထားတာမွေးပြန့်နေတဲ့ရေနံလေးနဲ့အတူလက်မကြည့်နဲ့ငါရှက်တယ်တဲ့အထန်ဆော့ဆွာလေးကြားလိုက်ရတယ်နမီနီလာအထီး အဲ့ဒီလိုကြီးလုံနေတာရဲ့ငါတို့တတလုံးဒီလိုလုံနေကြမှာလားလို့ရဲ့ချင်းစိတ်ကိုမျိုးတိတ်ပြီးအော်တော်မှလွတ်ပြေးတယ်။ခြာကနေလှည့်ကြည့်လိုက်တော့အောက်နှခမ်းလေးကိုကြိုက်ထားပြီးမချင့်မရဲဟန်နဲ့ရှက်ဝဲဝဲဟန်ပေါင်းထားတဲ့မျက်နှာနဲ့မေရီဆိုတဲ့ကောင်မလေးကျွန်တော်ရင်ဘက်ကိုဆက်ကနေလက်သေးနဲ့ထိုးပြီးဆဲရင်အချင်းဖို့ကောင်ငါ့ကိုဖုန်းနံပါတ်မပေးဘဲလစ်သွားတာတဲ့အဲ့ဒီနောက်တော့မေရီဟာရွှေမြူးနေတဲ့မြင်းမလေးပဲ။ ကျွန်တော်ကဘေးကနေအဲ့ဒီခုံဆွဆွလုံနေတဲ့လဲဆန်မှွေတလွားလွားနဲ့မြင်းဖြူမာလေးကိုစက်ကြိုလန်းလန်းဆွဲရင်းကြည်နဲ့နေတဲ့ဂျော်ကီလေးပေါ့ကော်ဖီဆိုင်မှာပူပူကက်ကက်ထိုင်းစစ်ကလက်တူတူပွားစကားတွေဖောင်ဖွဲတခွိခွိနဲ့ပျော်နေကြတာပါပဲညနေဆောင်လို့မိုးချုပ်တဲ့အထိတယောက်မျက်နှာတယောက်ကြီးဝေဝေစိုက်ကြည့်ရင်ကြည်မိတာရဲ့အင်းလေကျွန်တော်ကရှီလာမှာအသက်20အမေရိက23 ယူယူမိုက်မိုက်နှလုံးသားလူလူအရွယ်ကလေးတွေမိုးဆုံဆုံချုပ်တော့ကျွန်တော်မေရီကိုလိုက်ပို့တယ်အမ်မိုဂရိုဘူတာနဲ့ကလျက်တောင်ကုန်းလေးရဲ့တစ်ဖက်အစင်းနားမှာသူ့အိမ်ကဘူတာယုံကထွက်တောင်ကုန်းပေါ်တက်သွားကြရင်တစ်ဖက်အစင်ကြီးလျှော်လေးအစင်းမှာတစ်တော်အုပ်ကလေးအဲ့ဒီတစ်တော်အုပ်ကလေးရဲ့အဖက်မှာမေရီကကျွန်တော်ကိုမျက်နှာချင်းဆိုင်နေလေပင်ကိုတိုင်ဖက်တယ်ခြေပြားထောက်တယ်ဟန်နီရဲ့မျက်နှာကိုမော့ထားပြီးတယ် ကျွန်တော်တို့အယူအမှုဖြစ်သွားခဲ့တယ်ထင်တာပဲတစ်တောအုပ်ကလေးထဲမှာဖက်လိုက်နန်းလိုက်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ပတ်ချလှည့်နေခဲ့တာအကြကြီးရဲ့ငါကဘာလို့ကြိုက်ရတာတော့ဘလက်ဒီမယ်ရီလေးရလို့ကျွန်တော်မေးခဲ့ဘူးပါတယ်သူကရှက်ဝဲဝဲဟန်နဲ့နောက်နောက်မှပြန်ပြောင်းပြောပြတယ်ငါနှင်းကိုမြင်ခဲ့စဉ်ကဒီလောက်ဆင်းရဲပင်ပန်းတဲ့အလုပ်ကိုလုပ်နေရတာတောင်လောကကိုအကောင်းမြင်နေတဲ့မျက်နှာမျိုးချောင်းနဲ့တန်ရပိုးရ ခက်ခဲကြမ်းတမ်းတဲ့အလို့ကြောင့်နင့်ဘေးကဘင်္ဂလားလေးတွေဟာငိုင်းတွေတွေငူတူတူရုပ်တွေပေါက်နေပြီမဲ့နင့်မျက်နာကပြုံးစီစီရဲ့ငါနဲ့ဂျင်မီအနားရောက်လာတိုင်းအော်ဟစ်နှုတ်ဆက်ပြီးရေရေပြနေတာလေစပင်ကုတ်ထောက်ကိုစွတ်ကျဲအဖြူခေါင်းပေါ်အုပ်ပြီးပေါင်းထားတဲ့အောက်ကမျက်နှာချွေးတွေတန်တွေကြားထဲကတစ်ဖက်သားကိုရေပြရင်း နောက်ပြောင်နေနိုင်သေးတဲ့ပိန်ရှိရှိကောင်းလေးငါကြွေခဲ့ရတာပေါ့ဟာတဲ့အဲ့ဒီလိုပြောပြီးရှက်နေပြန်ရော့ ေးငါကတော့သတိတော်မထားမိဘူးဘုရားယုံမှာနောက်ကနေလာတိုင်းဖက်တာခံရမှဖိတက်သွားတာတိလားလို့ပြောရင်တဟဟာအော်ရဲတော့ထုံးစံအတိုင်းဒေါသထွက်ပြီးကျွန်တော်အရင်ဘက်ကိုပုံကနေမိအောင်လက်သီးနဲ့ပိတ်ထိုးတော့တာပါပဲအဲ့ဒီလိုနဲ့တစ်တော့အုတ်ကလေးထဲမှာသူအလုတ်မသွားခင်မနဲ့အစောကြီးဒါမှမဟုတ်အလုတ်ကအပြန်ညနေခင်းတွေမှာအချိန်ပေါင်းများစွာကျွန်တော်တို့စုံတွေ့ခဲ့ကြပူပါတယ်တခါတလေညမှောင်မှောင်လူရှင်းနဲ့ပင်နဲ့ကန်းစက်မှာ တဲပြင်ပေါ်ပလက်လန့်အိပ်ရင်းအရက်တွေတူတူမိုးလို့စစ်ကလက်ကိုစီခဲရင်းကောင်းကင်ထဲကကြဲကလေးတွေကိုတူတူရေတွက်ခဲ့ပူပါတယ်။တခါတလေကျတော့သူမမအောင်အင်းနိုင်စွာနဲ့ကျွန်တော်ကိုမေခွန်းထုတ်တတ်တယ်။ဟန်နီနင်ဘာဖြစ်လို့ဒီဘဝရောက်နေရတာလဲတဲ့။ကျွန်တော်မှာနဝေတိန်တောင်နဲ့ဟေးဆိုပြီးသူ့ကိုငေးနေတာပါပဲ။နင်ကဘင်္ဂလားတွေလိုအိန္ဒိယတွေလိုဂျူရီးယားတွေလိုတောနယ်ကလာတဲ့လေသမား အတိညာနှုံချတဲ့လူလည်းမဟုတ်ဖ ೇನೆ ဟာတဲ့ကူလီတွေထံဂျုံညာကြပန်းတွေလုံနေပြီးတော့စတိုင်းကြီးဟဲမီဝေးတွေဘာဖြစ်လို့ပြောနေတာလဲတဲ့တန်တန်ပြန့်ပြန့်နေတတ်ပြီးဘာလို့အင်တန်ရင်ကျင်းနေရတာလဲတဲ့ငါအတိချာသိတယ်နင်းနဲ့ဒီဘဝမတန်ဘူးဟာတဲ့ငါကနင့်ကိုချစ်နေလို့ဒီလိုပြောတာမဟုတ်ပါဘူးဟာတဲ့ငါချစ်တယ်ငါကောင်းနေရဲ့ဘဝကိုငါတွေးမိတိုင်းရင်နာရတယ်နင်းသိလားတဲ့ငါကတာမန်စီကြီးမာလေးပါ ချမ်းချမ်းသာသာလည်းမဟုတ်ရပါဘူးဒါပေမဲ့ငါတို့နှစ်ယောက်ဘွားတွေကဆိုပြီးဆက်မပြောနိုင်ရှာတော့ဘူးဆူဆူနဲ့နဲ့ဖြစ်ပြီးတိတ်သွားတယ်ကျွန်တော်ကဆက်ဖြစ်ဖြစ်ပါပဲတင်တို့အားစင်ကာပူနိုင်ငံသူများနဲ့အိမ်တောင်ပြုခွင့်မပေးပါဆိုပြီးကြေညာထားတာကိုဒီတိုင်းပြည်ရောက်ခါစအလုတမားယုံမှာအလုတမားမှတ်ပုံတင်သွားယူစဉ်ကမြင်ခဲ့ပြီးသားမဟုတ်လားစပင်းကုတ်ထောင်းနဲ့တရုတ်ရုတ်ပေါက်နေတယ်ကျွန်တော် မေရီနဲ့အတူသွားတိုင်းမေရီနဲ့အတူသွားတဲ့အခါတိုင်းကလေးကချေလူအောက်အလွာကနိုင်ငံခြားသားအလို့တမားလို့လူတွေမသိဘူးဒါပေမဲ့တကယ်ဘဝမှာတော့အင်းကျွန်တော်ဟာနိုင်ငံခြားသားအလို့တမားအောက်တန်းစားအဲ့ဒီအပြင်လမ်းပေါ်မှာရှောက်သွားနေတဲ့ဥပဒေပြင်ပကလူဖြစ်နေတယ်ဆိုတာပါပဲအဲ့ဒါကိုလည်းကျွန်တော်မကွယ်ဝှက်ပါဘူးမေရီကိုအကုန်ပြောပြထားတာပါပဲသူကဘာပြန်ပြောလဲဆိုတော့ငါခရီးမဆိုင်ဘူးတဲ့ နင်ကငါချစ်သူပဲတဲ့ပြီးတော့ဒီအကြောင်းတွေခဏခဏငါကိုမပြောပါနဲ့ငါမိထားပြရစီတဲ့ငါကိုချစ်တယ်ဆိုထပ်မပြောပါနဲ့တဲ့တနာစရာကောင်းတဲ့မေရီလေးလက်ရှိဘဝကိုမိထားပြီးပြောသလိုနေဖို့ကြိုးစားနေရှာတဲ့ကျွန်တော်ရည်စားလေးပေါ့အချိန်တွေကြာလာတာနဲ့အမျှတန်ရောစင်တွေပူပူလာတဲ့အခါကျွန်တော်ဟာရက်ဆက်ခဲ့ပါတယ်မေရီကိုမူးမူးနဲ့ဖုန်းထဲကနေဆဲပါတယ်နောက်နောက် ငါစီမလာပါနဲ့တော့လို့မောင်းထုတ်ပါတယ်။လူလူချင်းခွဲခြားဆက်ဆံတတ်တဲ့မင်းတို့တိုင်းပြည်ကိုလေးပဲထင်တယ်။မင်းမျက်နှာလည်းမမြင်ပြရစေနဲ့တော့လို့တောင်းပန်တယ်။ကျွန်တော်အသိငယ်စိတ်နဲ့မောင်းထုတ်တာတွေကိုသူစိတ်မနာပါဘူး။တရက်နှစ်ရက်လောက်ငိန်တက်သွားပြီမဲလို့၃ရက်မြောက်ဆိုကျွန်တော်စီရောက်လာတာပါပဲ။ပြုံးစီစီနဲ့ဟန်နီမလာတော့ငါလာတယ်လို့ပြောတယ်။ဘာလာလောက်တာလဲလို့ဟောက်ထုတ်တဲ့အခါ"အိုးငါကြီးစားစီငါလာတာဘာလို့လို့ပေါ်လို့"မချို့မချင်းမျက်နှာလေးနဲ့ စိတ်ဆူးဟန်မပြဘဲပေကပ်ပြီးအနာကမခွာတော့ဘူးရဲ့နောက်ဆုံးစိတ်ပြော့တဲ့ကျွန်တော်ပုံမှန်ပြန်ဖြစ်သွားတဲ့အခါကလေးတယောက်လိုကျွန်တော်အရင်ခွင်ထဲကောင်းတူထည့်ပြီးအောင်ငုံနေတော့တာပါပဲငါ့ကိုနောက်ထပ်အဲ့လိုမလုပ်ရဘူးငါတည်သွားလိမ့်မယ်တဲ့ငါ့ကိုနန်းစမ်းပါဟန်နီတဲ့အပြန်အလှန်နှမ်းကြရင်တအီအီနဲ့ဝမ်းနဲ့ပလက်ငိုနေသေးတာရဲ့ဒီလိုမတူညီတဲ့ဘဝနှစ်ခုကို ဘာနဲ့မှပုံဆက်လို့မရမှန်းတိတိကြီးနဲ့ကျွန်တော်တို့ဆက်ချစ်ခဲ့ကြတာပါပဲသူကကျွန်တော်ကိုဗမာပြည်ကိုပြန်စေခြင်းနဲ့ပတ်စပို့အသစ်တစ်ခုနဲ့ပြန်လာစေခြင်းနဲ့ပညာရေးနောက်ထပ်မရှိတဲ့ကျွန်တော်ကိုကြောင်းလေးပါလေးပြန်လာတတ်ဖို့ပေါ့လူရဝင်ဖို့ပေါ့လေစီရင်မာလေးမေရီကကျွန်တော်ကိုကြောင်းထားပေးမယ်ပေါ့ဘွားကြီးကမရေရပါလကုံရဲ့ရောက်တိုင်း levice ဂျင်းပေါင်းမိတဲ့ထဲမေရီကျွန်တော်ကိုဝယ်ပေးတတ်တယ်အဲ့ဒီလိုနဲ့ ဂျင်းစပန်18ထဲတိတိရအပြီးမှာကျွန်တော်ပျောက်ဆုံးသွားခဲ့တာပါပဲ။ passport တင်ထားပြီးမတရားလုပ်တဲ့အလုပ်ရှင်တယောက်ကိုကိုတိလက်ရောက်ကျူးလွန်မှုရဲ့ရက်ကြော်မှုရဲ့အဆရှိတဖြစ်ပေါ့။မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့်မေရီကိုလည်းဘာတစ်ခုမှမပြောနိုင်ခဲ့ပါဘူး။စီရင်ချက်ချအပြီးအပြစ်ဒဏ်ကျခံရမယ့် Queenstown အချင်းထောင်ကိုတွားတဲ့လမ်းပေါ်ကအချုပ်ကားပေါ်ကနေလက်ထိတ်တန်းတန်းနဲ့ဖုံးဆက်ခဲ့တာနောက်ဆုံးပါပဲ။ ဖုန်းပေါ်မှာလည်းဖြစ်ချောင်းကုံစင်မပြောခဲ့ပါဘူး။ငါမလာနိုင်တော့ဘူးမေရီ။အချစ်ရဲ့ goodbye ဒါပါပဲ။အဲ့ဒီနောက်မှာအလုံးပိတ်အမောင်ခန်းတွေတန်တိုင်တွေအစာရှိတဲ့ဖြင့်ကျွန်တော်ဖြတ်တန်းခဲ့ရပါတယ်။သူ့ကိုနင်းနင်းတီတီလွမ်းပါတယ်။သို့တော့ဘာဒုက္ခမှထပ်မပေးလို့တော့ပါ။ကျွန်တော်တို့ဟာအပီးအပိုင်းဘဝချခဲ့ကြပြီမဟုတ်လား။ဘာဖြစ်သွားမှန်းမသိပဲပျောက်ဆုံးထွက်ပြေးသူလို့သူကျွန်တော်ကို နာကြီးသွားပါစေတော့လို့ပဲဆုတောင်းခဲ့ပါတယ်။ကလေးကချီနိုင်ငံရချာကရွှေပြောင်းကူလီတကောင်ကိုချစ်မိလို့ကန်ဆိုးရှာသူလေးမေရီပေါ့ဒီလောက်ပါပဲ။ဒါပါပဲမေရီနဲ့ကျွန်တော်အကြောင်းကဒါပေမဲ့တကယ်မပြီးသေးဘူးရဲ့အရက်ခွက်ရဲ့အဝကကျဲတယ်။လူဘဝကတိုးတောင်းတယ်။အဲ့ဒီလိုလူဘဝတိုးတိုးလေးထဲမှာကိုမယုံနိုင်တော့ဖွယ်တိုက်ဆိုင်မှုတွေရှိသေးတယ်ဗျာ။ နောက်ထပ်10နှစ်တိတိအကြာမှာကျွန်တော်ဟာလန်ဒန်မြို့ကဟီထရိုးလေဆိပ်ထဲမှာတနေရာကပြန်အလာနူးကတ်ဆယ်ကိုဆက်သွားဖို့အဲ့ဒီလေဆိပ်ထဲမှာတဝဲလေလေလုံနေတော့မှန်ချက်ကြီးရဲ့တစ်ဖက်ကနေမိမတယောက်ရဲ့ကျွန်တော်ကိုအံ့ဩတုန်လှန်ဟန်နေကြည်နေတာရဲ့ကလေးတယောက်ကိုပွေထားတယ်တယောက်ကို လက်ကဆွဲထားတယ်မေရီမှမေရီအစ်စ်ဆယ်စုနှစ်တခုကြာခဲ့တာတော့ဒီရုပ်ဒီရေပဲကျွန်တော်က အတိအချာမှတ်မိဟန်နဲ့မှန်ချက်ကြီးတစ်ဖက်ကနေတွေ့တွေ့လေးငင်းနေရှာတာကျွန်တော်ကလည်းဟိုစင်ကလိုပဲပိတ်ရှည်ရှည်စပိန်ကုတ်ထောက်ကိုကျွန်တော်ဘာလို့ရမလဲစကားလည်းလှမ်းပြောလို့မရဘူးမှန်ချက်ကြီးချထားတယ်ငါထောင်ချသွားခဲ့တဲ့အခြေအားငါရှောင်ပုံးသွားတာမဟုတ်ပါဘူးငါလည်းနေ့ကိုတိတက်ပြန်မမြင်ရတော့ဘူးလို့ထင်နေတာနေအိမ်တောင်ကြခဲ့ပြီပေါ့ကလေးတွေကချောလိုက်တာဟာ နင်းရုပ်ကလေးတွေနော်ငါ့ကိုခွင့်လွှတ်တယ်မလားလောင်ဘဝရှိသေးရင်နင်းနဲ့ဆုံးမရစေလို့အမြဲဆုတောင်းနေမယ်ဟာဒီမဲ့ကြီးစံငါခုဝစ်ထားတဲ့ဂျင်းပန်ကနင်းဝယ်ပေးထားတဲ့ဟာလေးဝစ်လို့ရသေးတယ်တွေ့လားခုထိရိုးရိုးတိတ်တိတ်တင်ထားတာနော်ဘဝကဘာမှမပြောင်းဘူးဟာခုထိကူလီထမ်းနေရတော့နိုင်ငံပဲပြောင်းသွားတာတခုပဲနင်းဖြစ်စေခြင်းနဲ့ပညာတတ်ဖြစ်ဖို့ငါခုစူးစမ်းနေတာ လမ်းခုလည်းရောက်နေပြီတိလားနင်ပြောတယ်မလားဒီလိုကြားရတော့နင်အိမ်တောင်ထဲကောအဆင်ပြေလားတခါတခါတော့နင်ကိုဘလက်ဒီမယ်ရီလေးလို့ခေါ်တတ်တဲ့ကူလီထန်ရီစာဟောင်းကိုလွမ်းမှာပေါ့ဟုတ်တယ်မလားမညာပဲပြောကြည့်ဟာလွမ်းရင်လွမ်းနေပေါ့ဟေးငါတော့မတော်တဆအိမ်တောင်ကြားခဲ့ရင်တမီလေးမွေးမှာတိလားနာမည်ကတော့မယ်ရီလို့ပေးဦးမှာစိတ်ကောင်းနှလုံးကောင်းရှိပြီးလူတန်းစားမခွဲခြားတတ်တဲ့ နေလို့မင်းမပြိုလေးဖြစ်လာစေချင်တာ။ကဲနေမကျင်တဘူးလားငါအကျန်စီကိုပြောရင်းနဲ့အာမရလိုက်တာဟာဒီမှန်ချက်ကြီးကလည်းစိတ်ထဲမှာအဲ့ဒီလူတွေအဆက်မပြတ်ပြုံးနေမိတယ်။လက်တွေမှာတော့တယောက်နဲ့တယောက်မှန်ချက်ကိုထွန်းဖောက်ပြီးစိုက်ကြည့်နေရင်ကကျွန်တော်မှန်းသူတေချာသွားအောင်တစ်ချက်ရေပြပြီးခြာကနေလက်ထွက်လာခဲ့တယ်။သူ့ဘယ်လိုကြံရိပ်ခဲ့ရှာလဲမသိတော့ဘူး။ကျွန်တော်စိတ်ထဲမှာဘယ်တော့ကားမှမကြုံခဲ့ဘူးတဲ့ ဝမ်းနဲ့အားငယ်မှုကြီးဗျာပပီယုံဖြစ်ပါတယ်